ကောင်းကင်နဲ့မြေပြင်ရောရှက်နေတဲ့တဘာဝအလှတရားတွေကိုတွေ့ကြင်မှုပါသလားဒီလိုအမကန်းမြင်ကွင်းမျိုးကိုတရုတ်နိုင်ငံချင်းဟိုင်ပြည်နယ်မှာရှိတဲ့ရှာဟန်ဆော့လိတ်မှာတွေ့မြင်နိုင်ပါတယ်ဒီရှာဟန်ဆော့လိတ်ကကမ္ဘာပေါ်မှာအကြီးဆုံးသောစားကန်ကြီးတွေကတစ်ခုဖြစ်ပြီးသူရဲ့ထူးခြားစံပြတဲ့အလှတရားကြောင့်ကမ္ဘာလေခီးသွားတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ရှာဟန်ဆော့လိတ်ဟာအကျယ်ဝန်းအားဖြင့်9856စတူယန်ကီလိုမီတာရှိပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံးစားထုတ်လုပ်ရာနေရာလည်းဖြစ်ပါတယ် ကံရဲ့ရီရီဟာထူးခြားစွာစိမ့်ပြရောင်နဲ့ကြည်လင်တောက်ပါနေပြီးကောင်းကင်ရဲ့ရိတ်တွေကိုထင်ဟန်နေတာကြောင့်မျက်စိတစ်စုံလားပါတဲ့မြင်ကွင်းတွေကိုဖန်တီးပေးပါရီအထူးသဖြင့်နေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာကံရဲ့ရောင်တွေဟာပူပြီးတော့လှပတောက်ပါပါရီဒါအပြင်ကံရဲ့ရီရီဟာရာသီလိုက်အယောင်ပြောင်းနေတဲ့ပြီးမိုးရာသီမှာကံရဲ့ရေပြင်ဟာအမှန်တကူလိုကြည်လင်တောက်ပါကချောက်သွေးတဲ့ရာသီမှာတော့အစားပုံဆောင်ခဲတွေနဲ့ပြည့်နှက်နေတဲ့ပါရီဇာကန်ရဲ့ထူးခြားမှုတစ်ခုကတော့ဇာလန်လို့ခေါ်ရဲကီလိုမီတာ32ကီလိုမီတာရှည်လျာပြီးဇာရီနယ်ဒီဆောက်ထားတဲ့လမ်းပဲဖြစ်ပါရီ ။ဒီလမ်းပေါ်မှာရှောင်းရင်နဲ့ကန်ရဲ့အမကန်းလာတရားတွေကိုခန်းစားနိုင်ပါလိမ့်။စားလက်ဟာစားလွှာတွေနဲ့ဖုံးအုပ်ထားတာကြောင့်ဂါရီဟာလည်းသွာလာနိုင်ပြီးကန်ရဲ့အလာတရားတွေကိုအနီးကပ်ခန်းစားနိုင်မှုအကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်။ဒီရှာဟန်ဆော့လိတ်ဟာစားပြင်အခြားတသက်သူတွေလည်းကြွယ်ဝစွာပါဝင်လာကြောင်းတရုတ်အစိုးရကအထူးကာကွယ်ပေးထားတဲ့နေရာတစ်ခုလည်းဖြစ်ပါသည်။ဇာကန်ရဲ့ပတ်ဝန်းကျင်မှာရှာပါခတ်ဒီဒလိမ့်ဆန်နေနေထိုင်ကြတဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမှုလည်းအရေးကြီးပါသည်။ ဒီရှာဟန်ဆော့လိတ်ကိုသွားရောက်လဲပတ်ကြတဲ့ခီးသွားတွေဟာတဘာဝရဲ့အမကန်အလာတွေကိုခန်းစားရရုံမကတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်မှုတာဝန်ရှိတယ်ဆိုရဲအတိတရားကိုလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ခီးသွားတွေဟာကန်ထဲမှာရေကူးတာအမိုက်ပြတ်တာနဲ့အလိမ့်ဆန်တွေကိုအနှောင့်အယှက်ပေးတာတွေကိုရှောင်ရှားတင်ပါလေ။ဒါအပြင်ဓာတ်ပုံရိုက်ကူးရမှာလည်းတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့အတွက်သတိထားဖို့လိုအပ်ပါတယ်။ကဘာပေါ်မှာဒီလိုထူးခြားစမ်းကြယ်တဲ့စားကန်တွေအများကြီးမရှိပါဘူး။ ရှာဟန်ဆော့လိခါတရုတ်နိုင်ငံရဲ့ဂုဏ်ယူရသဘာဝအမွေအနှစ်တစ်ခုဖြစ်တယ်လို့ကမ္ဘာပေါ်မှာလည်းအမခန်းအလာတရားတွေကတစ်ခုဖြစ်ပါတယ်။တကယ်တော့ရှာဟန်ဆော့လိလိုပဲကမ္ဘာပေါ်မှာသဘာဝအမခန်းလက်ရာတွေကိုပြသနေတဲ့နေရာတွေအများကြီးရှိပါသေးတယ်။ဥပမာပြောရမယ်ဆိုရင်တော့ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ဆာလာဒီယူနီယာလေးပဲကမ္ဘာပေါ်မှာအကြီးဆုံးစားပြင်ကြီးဖြစ်ပြီးရှာဟန်ဆော့လိနဲ့ဆင်တူတဲ့အမခန်းအလာတွေကိုပြသထားပါတယ်။ဒါအပြင်ကမ္ဘာကျော်အမေရိကန်နိုင်ငံမှာရှိတဲ့ Bonneville Soft Lake ဟာလည်းပဲကမ္ဘာပေါ်မှာအကျော်ကြားဆုံးစားပြင်တွေကတစ်ခုဖြစ်ပြီး ကားပြိုင်ပွဲတွေကျင်းပတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာတွေဟာလူသားတွေရဲ့လက်ရာမပါပဲသဘာဝရဲ့အံ့ဖွယ်လက်ရာတွေကိုပြသနေပြီးကျွန်တော်တို့ရဲ့ကဘာကြီးမှာမကုံဆုံးနိုင်တဲ့အလားတရားတွေကိုတတ်သိပြနေပါတယ်။ဒါကြောင့်ခရီးသွားတွေအနေနဲ့တရုတ်နိုင်ငံကိုရောက်ရှိလို့ရှိရင်ဒီချာဟန်ဆော့လေးလို့ခေါ်တဲ့ထူးခြားစမ်းကြယ်တဲ့နေရာကိုသွားရောက်လည်ပတ်ပြီးသဘာဝရဲ့အံ့မခံအလားတရားတွေကိုခန်းစားကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါစေ။တဘာဝရဲ့အလားတရားတွေဟာကျွန်တော်တို့ကဘာကြီးရဲ့တန်ဖိုးမဖြစ်နိုင်တဲ့ယန္တနာတွေဖြစ်ပြီးနောက်မျိုးဆက်တွေအတွက်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်းတာဝန်ရှိပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့တရုတ်နိုင်ငံမှာပဲတွေ့ရတဲ့ချာဟန်ဆော့လိလို့ခေါ်တဲ့အန်အိုးစီယာနေရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့လို့ User Entertainment Page တွေကိုလည်း Like and Follow လုပ်ဖို့အတွက်မမေ့ပါနဲ့။ပရိသတ်ကြီးတို့ရောအခုလိုစမ်းကြတဲ့နေရာတွေကိုသွားရောက်လည်ပတ်ချင်ပါသလားဗျ။အဆုံးထိကြည့်ရှုပါပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။